ပညာချုပ်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာနှုပညာမိုးကောင်းကင်အစီအစဉ်ရဲ့ဒီနေ့တနင်္လာနေ့အစီအစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်ကနေပြီးတော့ပရိသတ်များအတွက်စုံလင်လာတဲ့အနုပညာကဏ္ဍအကြောင်းအရာအသေးသေးကိုတင်ဆက်ပေးဖို့ချိန်ကြောက်လိုလာခဲ့ပါပြီဒီကနေ့မှာဆိုလို့ရှိရင်တော့ပရိသတ်များအတွက်ဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းလာတဲ့အနုပညာကဏ္ဍအသေးသေးကိုပရိသတ်တွေကိုတင်ဆက်ပေးမလဲဆိုတော့အဆောင်မျိုးကြည့်ရှုဖို့လဲဒီနေ့ကနေပြောကြားလိုပါရခင်ဗျာ နုမညာချပရိသတ်များခင်ဗျာဒီနေ့မှာအနုမညာမိုးကောင်းငင်စီစဉ်ရနေပြီးတော့တင်ဆက်ပေးသွားမယ်အကြောင်းအရာလေးတွေကိုပြောပြလိုပါရခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်တော့တေးသန့်ရှင်တင်ဇာမော်ရဲ့ကို့မွေးနေ့တကူတော်ဖြောပြပွဲစာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားမြင်ကွင်းတွေဒရိုက်တာမောင်အောင်ရိုက်ကူးပုံဖော်ထားတဲ့ပန်းနှစ်ပွင့်နဲ့ကျွန်တော်ရာဇဝင်ဆိုတဲ့ဇာတ်ကားမှာအောင်မင်းခန့်ဝင်းရမုံလိုင်းနန်းစုတို့နဲ့ရိုက်ကူးခဲမှုမြင်ကွင်းတွေ celebrity profile ဆိုတဲ့ခန်းနာတွေကိုပရိသတ်များအတွက်စုံစုံလင်လင်ထည့်သွင်းဖော်ပြသွားမှာဖြစ်ပါရခင်ဗျာ ကဲပရိသတ်တွေကိုပထမဆုံးအနေနဲ့အနုပညာပွဲခန်းထားကြောင်းနဲ့မတင်ဆက်သေးခင်မှာအဲဒီနေ့မှာမွေးနေ့ကြောက်တဲ့အနုပညာရှင်တွေတဲ့မွေးနေ့ဆုမွန်ကောင်းလေးတွေတောင်းပေးကြပါတယ်ဒီနေ့25ရက်နေ့မှာမွေးနေ့ကြောက်တဲ့အနုပညာရှင်တအူးကိုပြောပြလိုပါရခင်ဗျသူကတော့သရုပ်ဆောင်ပလဲဝင်းမဖြစ်ပါရခင်ဗျဒီတော့ ပလဲဝင်ရေအဒီနေ့ကြားရတဲ့မွေးနေ့မှဒီနောက်မွေးနေ့မွေးနေ့တွေအထိအောင်မြင်မှုတရဖူကိုဒါရယူပိုင်ဆိုင်နိုင်ပြီးတော့သူ့အနေနဲ့ရှေ့ဆက်ပြီးရှောင်းလန်းသွားမယ်လန်ခီအနုပညာလန်ခီမှာအောင်မြင်မှုတွေကိုဒါရှာဖွေနိုင်ပါစေလို့လည်းကျွန်တော်တို့ရဲ့အနုပညာမှုကောင်းကင်စီစဉ်ရနေပြီးတော့ဆုမွန်ကောင်းလေးတောင်းပေးခြင်းပါတယ်ခင်ဗျ Happy birthday to you Happy birthday to you Happy birthday happy birthday happy birthday to you ကဲနောက်တစ်ယောက်မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးဖို့ကြံနေပါသေးတယ်သူကတော့ဒါဒေးသန်ရှင်ဖြိုးကြီးပဲဖြစ်ပါတယ်ခင်ဗျ အဲဒိဋ္ဌန်ရှင်ဖြိုးကြီးอ่ะဆိုလို့ရှင်ဗရိသတ်တွေတည်တယ်မယ်တကယ်ကိုအတန်အောင်ကောင်းအောင်နဲ့တည်ဆုံနိုင်စေဆိုတော့ဒီဘယ်ဖြစ်တဲ့အတွက်ဒီတော့ကျွန်တော်တို့ရဲ့ပညာမှုကောင်းငယ်စီစဉ်ရနေပြီးတော့သူ့အတွက်မွေးနေ့ဆုမကောင်းလေးတောင်းပေးပါစေခင်ဗျာအဒိဋ္ဌန်ရှင်ဖြိုးကြီးနေနဲ့ဒီနေ့မှကြားရောက်တဲ့မွေးနေ့မှတည်ပြီးတော့နောက်ထပ်ရှောင်းလန်းသွားမယ့်အမှုပညာလန်ခီတွေမှာတကယ်ကိုပဲအောင်မြင်တဲ့အဆိုတော်တရားအဖြစ်ဆက်လက်ချက်တည်သွားနိုင်ပြီးတော့တေးစီပေါင်းများစွာထုတ်လုပ်နိုင်တဲ့သူတယောက်ဆက်ပြီးဖြစ်နိုင်ပါစေလို့လည်းကျွန်တော်တို့ရဲ့ပညာမှုကောင်းငယ်စီစဉ်ရနေပြီးတော့မွေးနေ့ဆုမကောင်းလေးတောင်းပေးပါစေခင်ဗျာ Happy birthday to you. Happy birthday to you. Happy birthday, happy birthday. ူပညာကျပရိသတ်များခင်ဗျာအနုပညာမိုးကောင်းငယ်စီစဉ်ရနေပြီးတော့ပရိသတ်များတို့ဆက်ဝင်စားဖို့ကောင်းတဲ့ပွဲခန်းတာတွေကိုကျွန်တော်တို့ညှိစားပြီးတော့တင်ဆက်ပေးနေပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့ရိုက်ကူးရေးဖွဲ့တာရောက်ရှိနေရတော့ Central Hotel မှာပဲဖြစ်ပါတယ်ဒီကနေ့မှာဆိုလို့ရှိရင်ပရိသတ်တွေမြင်တွေ့ရမယ်ပွဲခန်းတာကတော့လာမယ့် February လ6ရက်နေ့ည9:00နာရီ MCC Auto Area မှာကျင်းပပြုလုပ်သွားမယ်ဒေသရှင်တင်ဆောင်ပွဲကိုမွေးနေ့ဆိုတဲ့တကူတော်ဖြောပြပွဲခန်းတာကျင်းပပြုလုပ်မယ်အကြောင်းကိုစာနယ်ဇင်းရှင်းလင်းပွဲကျင်းပပြုလုပ်နေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်ခင်ဗျာဒီတော့ဒီနေ့မှာဆိုလို့ရှိရင်ပရိသတ်များအနေနဲ့ဒီလိုမျိုးမွေးနေ့နဲ့ပတ်သက်တဲ့ဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ တရင်ချက်လက်တွေကိုပြည်သက်များတွေတင်ဆက်ပေးမလဲနောက်ပြီးတော့ဒေသရှင်ဒေသမောင်အနေနဲ့ဒီဒီပွဲခမ်းနားမှာဘယ်လိုဒေသချင်းတွေနဲ့ပြည်သက်တွေကိုအကောင်းဆုံးဖြော်ပြသွားမလဲဆိုတာပြည်သက်တွေအတွက်တင်ဆက်ပေးကြပါမယ်လိုက်ပါခမ်းနားကြည့်ရှုပေးကြပါအောင်ခင်ဗျာ ကတော့အမအသက်40ပြည့်ရင်ပွဲလုပ်ချင်တယ်လို့စိတ်ထဲမှာအဖြစ်နေတာမိနစ်လောက်ခရေရပေါ့နော်ဆိုတော့ဖြစ်အောင်လဲလုပ်မယ်လို့ကြိုးစားမယ်လို့လဲကိုကတန်တိတန်ချထားပါတယ်အဲ့တော့မပြောင်းခင်အောက်တိုဘာလမှာမပြောင်းခင် confirm လို့ကိုကကိုပဲ အဲလှုပ်ပြီးတော့အဲအကြခွေးကငငယ်တဲ့ခင်ကြတဲ့တငယ်စင်းနေဆိုတော့သူကလည်းပွဲတွေအများကြီးစီစဉ်နေသူဆိုတော့သူ့ကိုအပ်ခဲ့ပါတယ်အဲလူရာတွေအကုန်လုံးလှုပ်ပြီးထားဖို့ဆိုတော့အမမပြန်ခင်မှာလူအပ်တဲ့ဓာတ်ပုံတွေပါအကုန်ရိုက်ပြီးသွားတယ်ဆန်နာတော့သူဆက်စီစဉ်ပြီးထားပါတော့နော်အများဆုံးပုတ်30ဖြစ်မယ်အမဆိုနိုင်ပေါ့လေအကယ်၍ short ဆိုရင်လည်း28ပုတ်ထတ်တော့မနည်းလောက်တော့ဘူးလို့အမထင်ပါတယ်ပွဲလှုပ်တော့ကတော့အမကဟိုအမတ်တရအနေနဲ့ပွဲလှုပ်ခြင်းနဲ့ပရိသတ်ကိုအများကြီးလည်းမမျှော်လင့်ထားပါဘူးအမက ဟိုပြောရမစင်တော့လောဘမကြီးထားပါဘူးအမအဓိကဆိုချင်တဲ့သင်းလေးတွေပြိတ္တနာထောင်ချင်တဲ့သင်းလေးတွေစိုးမဲတငယ်ချင်းတွေမိတ်ဆွေတွေနဲ့ပြိတ္တတ်တွေနဲ့ပေါ့နော်ဆိုတော့အခုလိုမျိုးအကောင့်ထဲတကယ်ဖော်ပြသွားတဲ့အချိန်ကျတော့အမမှန်းထားတာထင်ထားတာထက်ပိုတဲ့ပြိတ္တတ်ရဲ့ချစ်ခင်အားပေးမှုပေါ့နော်သူတို့ရဲ့အဲမေတ္တာကိုမြင်လိုက်ရတဲ့အချိန်မှာအတိုင်းအဆမတိအမအရန်ကိုချိန်တဲ့ပီတိအားရဝမ်းသာဖြစ်ရပါတယ်ဒီနေရာကလည်းကျေးဇူးတင်ပါတယ်လို့ထပ်ပြီးပြောချင်ပါတယ် ဒီညီမလေးတွေကတော့သူတို့အပြိုပေါက်ဆန္ဒကလေးကမကော်ရိုအိမ်ပေါ်မှာပဲမမို့ဇော်ဝင်းတို့ဒါစုံတင်းတို့ချော့စုတို့ဆိုမကော်နဲ့ကအရန်ကို close ဖြစ်တယ်ဖြစ်တဲ့ပြင်မှာမကော်နဲ့တင်စာမောင်းနဲ့ဆိုလဲစိတ်ချင်းအရန်နီးဆက်တယ်အဲအဲ့လိုမျိုးဆိုတော့ရင်ဖွင့်မော် ရင်ဖွင့်ဘက်တွေပေါ့လေဆိုတော့အရန်ချစ်ကြတဲ့ညီမတွေပါဆိုတော့ဟိုသူ့ရဲ့ပွဲလေးမှာဆိုလဲသူရောက်ကြတဲ့ကမကော်ရို Facebook မှာဆိုလဲမကော်ရို group chat လေးရှိတယ် မကော်ရေးတမျိုးဒါတာလုံးမယ်မမီရေးဆိုတာမကော်ရပါ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 ဆိုအဲ့လိုအကြံဉာဏ်ပေးကြတယ်ပေါ့အဲ့လိုမျိုးဆိုအမှန်တကယ် तू က तू ရဲ့တကူတော်ရှုံးမှာ तू ကဘယ်အစိုးရမှမပါဘူးနဲ့တကူတော်ပဲ तू ဆိုချင်တာတိုးတော်လည်းအဝတ်စားရပိုင်လဲဖို့အတွက်ကြာရင်လုံမယ်ဆိုတဲ့ခါကျအဲ့ဒါနဲ့မကော်ရေးခင်းတဲ့အတိုင်းဝိုင်းနေရပဲဟိုစုံတင်းတော့ကလည်းအဝတ်စားလဲမယ်ဆိုရင်မကော်ရီတက်ပြီးတော့ presenter လေးလုပ်ပေးပြီးတော့သူဝစားလဲတဲ့ချိန်လေးဒါမျိုးလေးသူ့ရဲ့အကြောင်းလေးတွေကိုဖောက်တာပေါ့လေအဲ့လိုမျိုးလေးအတွက်တော့လုပ်ပေးရမယ်လို့ပြောပါတယ်အဲ့တော့ကိုညီမလေးအတွက်ကတော့အများအား ready ပါပဲဟုတ် တင်သာမော်ဆိုတော့မမိနဲ့တော့အသက်กว่าပါတယ် generation လည်းမတူဘူးမမိတို့ထဲဥစားအသက်ရွယ်ရပါတော့เนาะအဲဒါပေမဲ့ဘောရာဒီပေါ့အရန်အရန်ရင်းနှီးရတဲ့ဒီဒီဂီတာလောကထဲမှာဆိုရင်အရန်ရင်းနှီးရတဲ့ညီမတယောက်ပါ သူ့ရဲ့တော်ချက်ကတော့မမိပြောစရာတော့မလိုပါဘူးတိတ်အရန်တော်တဲ့ဆိုတော့တယောက်ပါဆိုတော့အားလုံးသူ့ကိုခိုက်ရပါတယ်